။ Novalite Overseas Appointment Agency မှာကြိုဆိုပါရစေ။ Novalite Overseas Appointment Agency ရဲ့ပူပေါင်းပြီးတော့ဂျပန်နိုင်ငံကိုရောက်ရှိသွားပြီဖြစ်တဲ့ညီငယ်ညီမငယ်များတစ်တဲ့ကြာကြာတစ်တဲ့မှာလောက်ကန်များအစီအစဉ်ချောင်းဝင်ပါလေကိုကျွန်တော်တို့ Novalite Media သူမှစုမုံကောင်းတာမှတ်ပါရစေခင်ဗျာ။ Novalite Overseas Appointment Agency နဲ့ပူပေါင်းပြီးတော့ Family Remittance များကိုပုံမှန်ပြန်လှည့်ပေးပါတော့ဒီကူမာမများအားလုံးကိုလည်းတန်လဲစွာကျေးဇူးတင်ရှိကြောင်း ထပ်လောင်းပြီးပြောကြလိုပါတယ်ဒီမှာလေးဒီနေ့မှလုပ်မယ့်ခြေတင်လေးကတော့ဘယ်လိုခြေတင်ဖြစ်မလဲဗျဟုတ်ကဲ့ပါရှင်ဒီနေ့ဆီစဉ်ရရတော့ဒီမှာ Nova Life Overseas and Planet Agency မှာစေလွှတ်ခဲ့ပြီးတော့2024ခုနှစ်ဇန်နဝါရီလမှစပြီးဈေးတက်လွှဲတာရဲ့ဒီကောင်မတော်မှညနေ2025ခုနှစ် Match Party ဒီသားစုဝဲပုံကိုတမီယိုမြင့်တက်လွှဲတာရဲ့ဒီကောင်မတော်မှများအလုံးကို ကျေးဇူးတော်ညတော်မူပြီးမြို့ပါလိုက်အခြေစီမှာလက်ကီလိုအစီအစဉ်လေးဖြစ်တဲ့လူငယ်ရေးကစားချက်နဲ့ဆိုတဲ့အစီအစဉ်လေးတို့ဖြစ်ပါတယ်ခင်ဗျာဟုတ်ပါပြီဒီလက်ကီကအစီအစဉ်လေးမှာပါဝင်ဝင်ရဖို့နဲ့ကစားမဲ့လက်ဆောင်လေးတွေကိုဘယ်လိုမျိုးရရှိနိုင်မလဲဆိုတော့လည်းဒီမှာပြောပြပေးပါအောင်ဟုတ်ကဲ့ပါရှင်ဒီကစားမဲ့အစီအစဉ်လေးမှာပါဝင်ကနေလို့ဆိုတာကတော့မိသားစုခံကိုလက်ဆောင်မိသားစုဘက်ကို family ရမျိုးတဲ့ပြောထားတဲ့ဗက်စီနီးယားကိုဒီမှာတော့မြို့ပါလိုက်ရုံးကိုပြဖို့ထားပါတယ်ရှင် အဲ့ဒီမျိုးမြင့်တဲ့အချိန်ပဲလားတက်ဆောင်းဝင်နံပါတ်ကြာရရှိမှာဖြစ်ပြီးတော့တော့ချိန်နဲ့ထပ်ထွက်ထားတဲ့မက်ဆေ့ချ်များကိုပို့ဖို့ထားမယ်ဆိုရင်တော့တက်ဆောင်းဝင်လက်မှတ်တုံးဆောင်ရရှိမှာဖြစ်ပါလိမ့်ရှင်။ဒါကဒီကစားမဲ့စီစဉ်ရတော့ကတော့ရှင်ဘုရားရရှိနေဆိုပါလေ။ဒါလေးကိုဆက်ဆောင်ပေးမယ်ဆိုတာအပေါ်ရှိတတ်ပေးမှာရှင်။ဟုတ်ပါရဲ့ကျွန်တော်တို့ဒီ lucky drop အစီအစဉ်လေးမှာတော့ကျွန်တော်2024 ဇန်နဝါရီလကနေ2025အဲမက်လာတီ family remittance များတွဲပြီးထားတဲ့ညီကိုမောင်တို့အများကြီးကမှကျွန်တော်တို့ကမတူညီတဲ့ cancellation ၅ရောက်ကိုရွေးချယ်ပြီးတော့ကျွန်တော်တို့တခုစီအဲ cancellation လက်ဆောင်ရှင်အသိစိတ်တွေကိုပြည့်အပ်သွားမှာဖြစ်ပါတယ်။ဟုတ်ပါရဲ့ရှင်။အဲဒီလိုပေါ့နော်။ တယ်လို့ရှင်ပြောင်းရရတယ်နောက်တစ်ချိန်ကိုကန်ဆယ်သွားမယ်ဆိုတော့ဘယ်လိုမျိုးလေးစာရေးပေးမလဲဆိုတာကိုယ်ကပြောပြပါပါရှင်ကျွန်တော်တို့ Nova Life Agency ကနေမတူညီတဲ့ပြန်လို့ရှင်ငိုင်းကိုရွေးချယ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်အကယ်မီများအဲဒုတိယကနေပြီးတော့ပေါ့နော်ကန်ဆယ်လေးနှစ်ချိန်ပေါက်ခဲ့ဆိုရင်တော့ကျွန်တော်တို့ကဒုတိယတစ်ချိန်မှာကန်ဆယ်ကန်လို့ရှင်အစ်စ်ကိုထပ်မံရွေးချယ်ပေးပါမှာဖြစ်ပါတယ်တက်ပြီးတော့လေကျွန်တော်တို့ဒီ cancellation အစီအစဉ်လေးမှာစီမင်းစီကံလေးတွေတက်မှတ်ထားရှိတဲ့အတွက်ကြောင့်ဒီစီမင်းစီကံလေးကိုဒီမှာလေးရရှင်းပြပေးလို့ရအောင်ပါရှင်။ဟုတ်ကဲ့ပါရှင်။ ီမစီတန်းလေးတွေကတော့နံပါတ်1အနေနဲ့ limited လွှဲထားတဲ့ vessel များကိုဒီမှာတော့ mobile ရုံးကိုပို့ထားပါမယ်ရှင်။နံပါတ်2ချက်ကတော့ conclusion အနေနဲ့ရုံးကိုလူကိုယ်တိုင်လာရောက်ပြောထုတ်နိုင်မယ်ဆိုရင်ဒီမှာတော့ရုံးကိုလာရောက်ထုတ်နိုင်ပါလိမ့်ရှင်။အကယ်၍လာရောက်ထုတ်ဖို့အတွက်အဆင်မပြေဘူးဆိုရင်တော့ conclusion ရဲ့ကိုယ်စားလှယ်မှာလိုအပ်တဲ့အချက်အလက်များကိုဒီမှာတော့ mobile ရုံးကိုမှတ်ကစွာပို့ပို့ပြီးတော့ထုတ်နိုင်ပါလိမ့်ရှင်။လိုအပ်တဲ့အချက်အလက်များကိုတော့ဒီမှာတော့ရဲ့ ဒီမှာလိုက် Telegram group မှာကြီးညာပေးတော့မှာဖြစ်ပါရဲ့ရှင်ဟုတ်ပါတယ်ခင်ဗျကျွန်တော်တို့စုလက်ဆောင်များကိုကြီးညာပေးတစ်လအတွင်းမှာ live ထုတ်နေမှာဖြစ်ပါတယ်တတ်မှတ်ထားတဲ့တစ်လထဲကြိုလုံသွားမယ်ဆိုရင်တော့ live ထုတ်ပြီးလို့ရမှာမဟုတ်ပါဘူးခင်ဗျအကယ်၍အငင်းပွားတရားကိစ္စတစ်လုံးတရားဖြစ်ပေါ်လာမယ်ဆိုရင်လည်းကျွန်တော်တို့ live line ရောင်းရဲ့သုံးဖြတ်ချက်ကပဲအတည်ဖြစ်မှာဖြစ်ပါတယ်ထပ်ပါစီမင်းစီကံကလည်းပတ်သက်ပြီးတော့ daily သိရှိလို့ရဆိုရင်လည်းကျွန်တော်တို့ live line ရုံးဖို့ဖြစ်တဲ့တုံညာကိုရှင်းရှင်းလား daily သိသိခုခုကိုလည်းသက်တယ်လို့မြင်မြန်နိုင်ပါတယ်တကယ် ိုက်ကနေမဟုတ်ဘဲနဲ့လေကျွန်တော်ငွေထွက်ထားတဲ့ Netflix တွေတွဲပို့ထားတဲ့ Viber group တွေကနေအစင်လေဆက်သွယ်မိနိုင်မှာဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုလို့ရှိရင်အဲကျွန်တော်တို့အဲကန်ဆယ်မဲ့အစီအစဉ်လေးကိုစလိုက်ကြအောင်ခင်ဗျာဟုတ်ကဲ့ပါရှင်ကဲညီမလေးဒီနေ့ပမာလုံးကန်ဆယ်မဲ့လေးကိုဟိုရွေးချယ်ပေးပါအောင်ဟုတ်ကဲ့ပါညီမတို့ဖြစ်နေရတာဒီနေ့ဖြစ်နေတယ်အဲဒီချက်ညီမတို့ဖြစ်နေတာဟိုအဖေလားရှင် ြီပထမဦးဆုံးကံကျူးနဲ့ကံကျူးရှင်ကိုကတော့မေမြတ်နိုးဖြစ်ပါလေအဖဦးသိန်းထိုင်အဲအမိဖြစ်တဲ့မေမြတ်မေမြတ်နိုးကတော့ပထမဆုံးကံကျူးရတဲ့ကံဆက်ကံကျူးရတဲ့ကံကံကျူးရှင်ပဲဖြစ်ပါလေဒုတိယကံကျူးရှင်ကိုတော့အကိုကဟုတ်ပြီဒုတိယမြောက်ကံသူရှင်ဘယ်သူဖြစ်မလဲဆိုတော့ဒီမာလီယာနေ ဖွင့်ပေါင်းပြီးတော့ကြီးညာပြပါဦးဒီရတဲ့ရှင်ကြီးကတော့ဒီကပ္ပဦးဝင်းရှင်ရဲ့တမီးစိန်တန်ဝင်းရှင်ဖြစ်ပါရှင်စိန်တန်ဝင်းရှင်ရှင်တန်ရှင်တန်ဝင်းရှင်ဖြစ်ပါလေကဲဒုတိယမြောက်ကံရှင်ပြီးပြီဆိုတော့တတိယမြောက်ကံရှင်လေးတို့တော့အကိုကပဲထပ်ပြီးတော့ရွေးချယ်လိုက်မယ်နော် ေမာရီယာနေပြီးတော့တတိယနာကန်ဒူရှင်လေးကိုဖတ်ဖောက်ပြီးကြီးညာပြီးပါအောင်တတိယနာကန်ဒူရှင်လေးကတော့ဦးမြင့်သိန်းဦးရတမီခင်ခက်ခက်ခါနဲ့ဖြစ်ပါချင်းโอเคကိုယ်ကပဲရွေးချယ်ရများနေပြီးတော့မာရီယာနောက်ပြက်ကိုဇလုထားမြန်ကန်ဒူရှင်လေးရွေးချယ်ပေးပါကဲဆရာမကတော့ရှင်ရေကွာပြီလား ဒုက္ခမြောက်ကံသူရှင်ကတော့စမ်းစမ်းဝေဖြစ်ပါလေဥစ္စာချွေးအမဥစ္စာချွေးယသမီစမ်းစမ်းဝေဖြစ်ပါလေโอเคနောက်ဆုံးတယောက်ကိုတော့ကိုယ်ကပဲရေးပြလိုက်တော့မယ်နော်မဆုံးမဆုံးပဲအင်းရဲ့ကြရတော့ဖြစ်နေတယ်။ဟုတ်ကဲ့။ဒီမှာလေးရပဲထပ်မကြီးညာပြီးတော့။မဆုံးမဆုံးကတူရှင်သွားတဲ့လူကတော့ ဥခင်ဇော်ရဲ့သမီးချွေရမင်းဝဲဖြစ်ပါလေရှင်။ငားရော်တော့တော့မင်းကလေးတွေပဲဖြစ်ပါလေ။ဒါချွေရမင်းမျိုးဖြစ်ပါလေ။ဥမင်းဥခင်ဇော်ရဲ့သမီးဖြစ်ပါလေခင်ဗျာ။ဟုတ်ပါပြီ။ဒီကဲသူချင်းလေးရဲ့နေနဲ့ပေါ့နော်။ဟာမဲလက်ဆောင်လေးလာထုတ်ဖို့အတွက်ဘာလို့လိုအပ်လဲဆိုတာလေးတော့ကိုကဆက်ပြပေးပါရှင်။ဟုတ်ကဲ့ပါ။ကျွန်တော်တို့အခုကန်ထူရတယ်ကန်ထူရှင်၅ရောက်ကနေပြီးတော့ကျွန်တော်တို့ မိသားစုဝင်ဒါမဟုတ်အတိမိတ်တွေရာနေကျွန်တော်တို့ဆက်သွယ်ပြီးတော့လာရောက်ထုတ်ပြရမှာပဲဖြစ်ပါတယ်အကယ်၍ယူကိုဝင်လာရောက်ထုတ်နိုင်ပြီဆိုရင်တော့ကျွန်တော်တို့ကကန်ထူရှင်ရဲ့ Facebook မှတ်ပုံနေနဲ့ကျွန်တော်တို့သောင်းစင်းပြားကိုမိတ်တူတူဆောင်လာပြီးတော့ကျွန်တော်တို့ရုပ်မှာဆက်သွယ်ပြီးတော့ထုတ်နိုင်မှာဖြစ်ပါတယ်အကယ်၍လူကိုယ်တိုင်လာရောက်နိုင်ခြင်းမရှိဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ Viber group ဒါမှမဟုတ် Telegram group တွေမှာဆက်သွယ်ပြီးတော့အထက်ပါအဲ မိတ်တူများကိုကျွန်တော်တို့ထံသို့ပြို့ဖို့ပြီးတော့ဖက်လူရပါမယ်ဖြစ်ပါတယ်အကယ်၍အဲ၎င်းချင်းထဲမှာမကောင်းတဲ့အဲဆွေမျိုးမိတ်ဆွေများကထုတ်ယူမယ်ဆိုရင်တော့ကျွန်တော်တို့ကာယငယ်ရှင်မှအဆိုပါအဲထုတ်လိုက်ထုတ်ယူမယ်သူကအဲထုတ်ဝင်ပြုတ်ရဲဆိုတော့ကျွန်တော်တို့အထောက်ထားလေးနဲ့ကျွန်တော်တို့ယူဆောင်လာပြို့လိုအပ်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပါရဲ့ရှင် လူညီမတို့လူမလာရုံးကိုလူမြတ်တက်လွှဲထားတဲ့ဗန်စီလူညာကိုပုံမှန်ပေးဖို့ဝေးဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင်။အခုလိုမျိုးအစီအစဉ်လေးတွေနောက်ထပ်လုပ်ဖို့အတွက်ရှိရကြောင်းမို့လို့လူမလိုက်ဆိုရှယ်မီဒီယာဖြစ်တဲ့ TikTok, Facebook, Telegram Channel တွေကိုလည်းလက်ပေါ်ပြီးလေးလုပ်ပေးဖို့အတွက်ပြောချင်ပါတယ်ရှင်။ဒီဒီနေ့ရဲ့ကန်ဆယ်မဲ့အစီအစဉ်လေးကတော့လက်ပြီးတော့အစီအစဉ်လေးကတော့ဒီမှာပဲအားလုံးနဲ့ပြီးဆုံးသွားပါရှင်။ n o v a l i e Overseas Environment Agency ကိုယုံကြည်စင်ချစွာဖြင့်လက်တွဲပြုကြသောမိဟမိတ်တွေများအားလုံးကိုကျွန်တော်တို့ n o v a l i e Overseas မိသားစုမှကျေးဇူးတင်ပါတယ်ရှင်။